ဟောင်ကောင်မှာဖြစ်ပွားခဲ့တဲ့အင်အားမီးလောင်ပုံမှာဒေသုံးစင်းဟာရာကနန်းနီးပါးအထိမြင့်တက်လာခဲ့ပြီးဖြစ်ပါတယ်။နိုဝင်ဘာလ26ရက်နေ့ညပိုင်းတုန်းကဟောင်ကောင်မြောက်ပိုင်းတိုင်ပိုရက်ွက်ထဲကအထက်မြေအင်အားမှာစူးစူးရွားရွားမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာပါ။32တက်တိုက်ရှစ်လုံးနဲ့ဖွဲ့စည်းထားတဲ့အင်အားမှာတိုက်တွေကိုဝါညံ့တွေဆင်ပြီးပြန်လဲမွမ်းမံ့ပြင်းစင်နေရကြောက်လဲမီးဆလောင်တဲ့အခါမှာပူပြီးမီးကူးဆက်လွယ်သွားစေခဲ့ပါတယ်။နိုဝင်ဘာလ28ရက်နေ့မနက်ပိုင်းအထိအချိန်ညောင် အိမ်ယာရဲ့မိကျွမ်းနေတဲ့အပိုင်းတွေထဲကနေအလောင်း64လောင်းအထိရှာတွေ့ထားပြီးဖြစ်ပါတယ်။အခုခါတိုက်ကြီးတွေထဲကမိကိုအလုံးစုံနေပါနှိမ့်သက်ခဲ့ပြီးဖြစ်ပေမဲ့တချို့အပိုင်းတွေမှာတော့မိကိုဝဲတွေထွက်ပေါ်နေတာမြင်နေရသေးလို့မြို့ခံတွေကဆိုပါတယ်။ဟောင်ကောင်အစိုးရအဖွဲ့ခေါင်းဆောင်ဂျွန်လီကနိုဝင်ဘာ28ရက်အထိအခြေအနေအရပျောက်ဆုံးနေသူ269ဦးရှိကြောင်းပြောကြားခဲ့ပြီးဒေဆုံးဆင်းရဲဆက်လက်အမြင့်တက်လာနိုင်တယ်လို့ဝန်ခံထားပါတယ်။အာနာပိုင်းတွေကလက်ရှိမှာတော့ မြင်းငိမ့်သက်ရေကယ်ဆယ်ရေးနဲ့ရှာဖွေရေးအစီအစဉ်တွေကိုသာအားထက်လှုပ်ဆောင်နေပြီးအဲ့ဒီနောက်မှာမိစတဲ့လောင်ကျွမ်းတဲ့အကြောင်းရင်းကိုထဲထဲဝင်ဝင်စုံစမ်းသွားမယ်လို့ပြောပါတယ်။လက်ရှိရထားတဲ့တိတ်ဆုံးစင်းတဲ့မှာမိသားဝန်ထမ်းတယောက်လည်းပါဝင်ခဲ့ပြီးစုစုပေါင်းတရာရသူအရေအတွက်ကတော့80ကျော်ခဲ့တယ်လို့သိရပါတယ်ရှင်။